တော့ပြောမယ်အခုခင်ဗျားတို့ပြောတာသင်ရဲ့ behavior လူစီစီရှုပ်ပြောနေတာဖြစ်တယ်ခင်ဗျားတို့နဲ့ကျွန်တော်မတိုက်ချင်ဘူးခင်ဗျားတို့ပို့တယ်လည်းကျွန်တော်တို့မိထားပြီအဲ့တော့ခင်ဗျားတို့နဲ့ကျွန်တော်တို့မဖြစ်ချင်ဘူးကျွန်တော်တို့ခင်ဗျားတို့မမုန်းဘူးကျွန်တော်တို့မုန်းတာမင်း online ပဲဖြစ်တယ်အဲ့တော့ခင်ဗျားတို့လက်နဲ့ချပြီးလို့ရှိရင်ကျွန်တော်တို့နဲ့ပူပေါင်းပါခင်ဗျားတို့ကိုခင်ဗျားတို့လိုအပ်တဲ့ငွေကြေးကျွန်တော်တို့ပံ့ပိုးပေးမယ်ခင်ဗျားတို့ကကိုယ့်အကူလို့ရကျွေးရကျွန်တော်တို့သွားလို့ရတယ် ညှိချင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုဆက်သွယ်ပေးပါခင်ဗျားနာမည်ပါလားဘိုးကြီးစိုးသူဘိုးကြီးစိုးသူဘိုးကြီးစိုးသူကိုလည်းငါတို့မိထားပြီအဲ့တော့ခင်ဗျားတို့အခုဘိုးကြီးစိုးသူနဲ့ပြောမယ်ဆိုရင်အခုပြောလို့ရတယ်ကီနီပီဘောလခဲမှာစစ်ကောင်စီနဲ့ကီနီမျိုးသားများကာကွယ်ရေးတပ် KNDF တို့အကြားတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအထိခိုက်အကြဆုံးများနေတယ်လို့ KNDF ရဲ့ဒုစစ်ဦးစီးချုပ်မာဝီကအရာတွေကိုတီးပြပါရတယ်။ KNDF ဒုစစ်ဦးစီးချုပ်ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာလဲစစ်ကောင်စီတပ်စခန်းတွေကိုဝင်းစည်းနေတဲ့ရုပ်သံမှတ်တမ်းတွေအပါအဝင်စစ်သုံးဘက်နေဖမ်းဆီးရရှိမှုနဲ့လက်နက်ခဲယံတင်ဆဲနိုင်မှုမှတ်တမ်းတွေကိုဖော်ပြထားတာတွေ့ရပါတယ်ဘောလခေရတော့တိုက်ပွဲပြင်းထန်နေတယ်ကျွန်တော်တို့ဘက်ကလည်းအောင်မြင်မှုတွေရှိပါတယ်နော်အာရန်သူဘက်ကလည်းတုံယုံနဲ့ကြဆုံနေတယ်ကျွန်တော်တို့ဖန်စီရမိတာတိန်စီရမိတာတွေလည်းအများကြီးရှိတယ်ပေါ့လေနော် KNDF နဲ့ပူပေါင်းတပ်တွေဘက်ကလက်နက်ခဲယံအမြောက်များနဲ့ စစ်သုံးပံတွေဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီတဲ့တရင်မှုအဆင့်ရှိတဲ့ဗိုလ်မှူးတအုပ်လဲပါဝင်နေလို့ဆိုပါရယ်မလ16ရက်နေ့မှာ KNDF နဲ့ပူးပေါင်းတပ်တွေဘက်ကဗိုလ်လက်ခဲမှာရှိတဲ့စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိနှစ်ဖက်အကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ပြောပါရယ်အာရန်သူဖက်ကလည်းဒါပန်နဲ့ပြန်ပေါက်တာမဟုတ်လေနော်သူကလေရင်တွေရောလက်နက်ကြီးတွေရောဟာဒါဟို တရက်ကိုဆိုရင်လေရင်ဆိုလို့ရှိရင်10ခေါက်အထက်မှာပဲလာကျဲတဲ့ခြေနေမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့လေရင်ကောဝိုင်ထွဲကောပြီးတော့လက်နက်ကြီးရောကော်လုံးကိုဟိုတအားတုံတဲ့ခါကျတော့ဟိုကျွန်တော်တို့ဖက်ကလည်းဒါရဲဘော်တွေကတော့ဒါတိမ်မွားထိခိုက်တာလေးတွေနောက်နည်းနည်းဆိုရင်ရာထိခိုက်တာလေးတွေချို့လည်းရှိတော့ပေါ့လေနော်အဲဒါပါပဲအဲကျန်တဲ့ဟာကတော့အလောက်ကဆက်လုံနေပြီးသားပဲတိုက်ပွဲဆက်ပြင်းထန်နေပြီးသားပဲပေါ့လေနော် ဘာမလောက်ဘူးလားဘာမလောက်ဘူးရဖဘာမလောက်ဘူးနော်ရှင်ဦးစီးမိတ်ပေးထားတဲ့ငါတို့ကခေရတီရရှင်ဦးပြေကိုလိုက်လာတဲ့ကောင်းတွေငါတို့ကီနီပြည်မှာဗောလက်ခဲဟာစစ်ကောင်စီရဲ့မြို့နယ်ယုံနေခြေဆိုင်ရာမြို့ဖြစ်ပြီးစစ်ကောင်စီဘက်ကလက်နက်နဲ့စစ်အင်အားအများအပြားသုံးပြီးဗောလက်ခဲဖြူဟာအဖြစ်အခိုင်အမာအခြေချတပ်ဆွဲထားတာလို့စစ်ရေးသတင်းမြင့်တွေကဆိုပါတယ်ဗောလက်ခဲအတွင်းစစ်ကောင်စီရဲ့အခိုင်အမာအခြေချတပ်ဆွဲထားတဲ့ အခြေချစစ်ဗျူဟာတစ်ခုရှိပြီးလက်အောက်ခံတပ်တွေဖြစ်တဲ့ခမရ338ခမရ429ခမရ430တို့လှုပ်ရှားကြပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့အမှတ်နှစ်စစ်စင်ရေးကုကဲမှုဌာနချုပ်လက်အောက်ခံတပ်တွေနဲ့တပ်မ66လက်အောက်ခံတပ်တွေရဲ့ပူးတွဲစေလှုပ်ရှားမှုတွေလည်းရှိနေပါတယ်။တရင်ဌာနချုပ်တွေလည်းကရင်တပ်ပေါင်းစုတွေကဒါဝိုင်းပတ်ပိတ်ဆို့ထားနိုင်တာဒါအချိန်ကြာပြီပေါ့နော်။အခုကြာကမှဒါတို့ ဒီတိုင်ရင်ဌာနချုပ်တွေကိုစပြီးတော့တိုက်တာပေါ့ကျွန်တော်ကရင်ပြည်ဝင်ထဲမှာဆိုရင်နေရာတော်တော်များများကိုထိန်းချုပ်ထားနိုင်ပြီးပြီမဲ့အဲကျွန်တော်ဒီတိုင်ရင်ဌာနချုပ်တွေကိုတော့ဒါစီရင်သိမ့်ပိုက်ပြီးတော့ရရှိထားတာမျိုးမရှိသေးဘူးပေါ့နော်အဲကြောင့်ဒါအခုတိုင်ရင်ဌာနချုပ်တွေကိုစတိုက်တဲ့တိုက်ပွဲပေါ့လက်ရှိမှာတော့စစ်ကောင်စီဘက်ကမြေပြင်စစ်ကြောင်းတွေကိုအင်အားဖြည့်တင်းနေသလိုဝေဟင်ကနေလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကို ဘောလက်ခဲမှာရှိတဲ့တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေတော်လိုင်းတက်တွေရှိတယ်လို့သတ်မှတ်ထားတဲ့နေရာတွေနဲ့အရက်သားတွေရှိရာနေရာတွေကိုတိုက်ခိုက်တာတွေအပြင်စစ်ကောင်စီတက်တွေရှိရာနေရာတွေကိုပါလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်းမြေပြင်ကစစ်ရေးသတင်းမီတွေကဆိုပါတယ်။